တခါတော့ဘေးချင်းကပ်နေတဲ့အိမ်လေးနဲ့ရှိတယ်။ပထမအိမ်ကတော့ထမင်းဟင်းစားနေရာတွေကိုချက်ပြုတ်ရောင်းချတယ်။အဲ့ဒီအိမ်နဲ့ကပ်ရက်အိမ်ကတော့ဘွေရိုခွေငားဆိုင်ဖွင့်ထားပါတယ်။ထမင်းရောင်းတဲ့ဆိုင်မှာကလေးတယောက်ရှိသလိုဘွေရိုခွေငားတဲ့ဆိုင်မှာလည်းရွယ်သူကလေးတဦးရှိပါတယ်။ကျောင်းဆင်းလာချိန်တို့ထမင်းဆိုင်ကကလေးကညာ9နာရီထိအမေကိုလာကူရောင်းပကန်းသိမ်းဧည့်သည်တွေကိုစားနေရာတွေကူးချပေးတဲ့အလုပ်ကိုလုပ်ပါတယ်။အခွေငားတဲ့ကလေးကတော့ကြောင်းအပြန်လာတဲ့ဒုတိယထပ်မှာဂိမ်းထိုင်စောနေပါတယ်။ ဘိုက်စာလာရင်တော့သူ့ရဲ့ဖေကိုဘေးတန်းအနေစားစရာတွေဝယ်ပေးဖို့အော်ဟစ်မာပြီးအခန်းထဲထီကိုလာဖို့ခိုင်းပါတယ်။ဓမင်းဆိုင်ကကလေးကကြောင်းတက်ရင်စီးဖို့အတွက်ဆိုင်ကယ်လိုချင်တာတော့နောက်ဆုံးနှစ်မှရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မိအားသူ့ကိုလောအားကအဖြစ်တရက်ကိုတရားပေးပြီးတော့၄၀ကိုကြောင်းမုံဝယ်အဖြစ်သုံးရပါတယ်။လိုချင်တာလေးတွေရဖို့အတွက်လည်းကိုယ့်ဘာသာကိုပတ်စံစုပြီးဝယ်ခိုင်းပါတယ်။အခွေငါးတန်းကကလေးကတော့1 2ကောဖုံးလေးတက်ထွက်လာကြတာမှပဲသူ့ရဲ့မိကိုဝယ်ပေးဖို့ပူတာတယ်။ သူ့ရဲ့အမေကလည်းဝဲပေးလိုက်တယ်။သူဟာအเจ้าမှာပထမဆုံးဖုန်းရှိရတဲ့သူဆရာမတက်စောပြီးတော့ဟန်ဖုန်းကင်နိုင်တဲ့သူပါ။ထမင်းသားရခလေးရစနေတနေ့ငနေနေ့တွေမှာဆို အဖေကိုသာသေးသွားဝယ်ရတယ်။ဈေးမှာပစ္စည်းတွေကို ကိုယ်တိုင်သွားဝယ်ပြီးဆိုင်ကိုတဲလာရတယ်။အခွေငားတန်ရခလေးရတော့စနေတနေ့ငနေနေ့တွေမှာဆိုအန်သွဲတွေကပတ်စံတွေကိုနိုင်တယ်။ပြီးတော့သူ့ရဲ့တငယ်ချင်းတွေနဲ့ရုပ်ရှင်တွေကြည့်စတိုးတိုင်တွေကိုပတ်ပြီးလိုချင်တာတွေဝယ်နေတတ်တယ်။ ။ဒီနေ့မှာတော့နေအိမ်လုံးဝမိသားစုတွေဟာဖျားပွဲတစ်ခုကိုသွားကြတယ်။အပြန်မှာတော့ကားမောက်ပြီးနေအိမ်လုံးဝမိပါတွေဟာဇုံပါသွားကြပါတယ်။အဲ့ဒီအချိန်မှာထမင်းသားရကလေးကကြောင်းပြီးနေပြီမို့သူ့လိုအားကားနဲ့ဝယ်ထားတဲ့ဆိုင်ကယ်ကိုမောင်းပြီးဈေးသွားဝယ်တယ်။ဆိုင်ကိုပုံမှန်အတိုင်းဆက်ဖွင့်ပြီးသူ့ထံငယ်ကလေးတွေကိုရှာဖွေကြိုးမိပါတယ်။ခွေငါးတန်ရကလေးရတော့ကြောင်းလဲပြီးမိဘငွေတွေကလည်းသူ့သုံးဖြုံးလို့ဂုံသွားတာနဲ့ဘာမှမကြံတော့ပါဘူး ၃၀၀ငွေမရှိတဲ့အခါသူဟာအိမ်ကိုရောင်းဖို့ကြင်ကြတယ်။ထမင်းသာရန်ကလေးကသူ့ဘေးကအခွင့်ငါးသာအိမ်ရောင်းဖို့တင်ထားတာကိုတွေ့တဲ့အခါသူစုထားတဲ့ပတ်စံလေးနဲ့ပေါင်းပြီးဘေးကျင်းကအိမ်ကိုဝယ်လိုက်ပါတယ်။အခွင့်ငါးသာရန်ကလေးကတော့အိမ်ရောင်းရတဲ့ငွေပတ်စံသိန်းပေါင်းများစွာရသွားတဲ့အခါမိုးမမြင်လေမမြင်နဲ့တိတ်ကိုပျော်ရွှင်နေပါတယ်။ထမင်းသာရန်ကလေးကနိုင်ရန်တွေကိုဖြိုးချတယ်။ပြီးတဲ့အခါဆိုင်နှဆိုင်ကိုတဆိုင်နဲ့ဖြောင်းပေါင်းလိုက်တယ်။လိုအပ်တဲ့သပွဲတွေကိုထပ်ဖြည့်လိုက်ပြီး သူ့ရဲ့ထမင်းတိုင်ကိုအကြီးဖြစ်လာပြီးလူတွေအများကြီးထိုင်နိုင်တဲ့ဆိုင်တဆိုင်ဖြစ်အောင်စီမံလိုက်ပါတယ်။ဒီလိုဆိုင်ကြီးတဖြည်းဖြည်းကြီးလာပြီးလူတိလာတဲ့သူ့ရဲ့ထမင်းတိုင်လေးအားလည်းတရက်ထက်တရက်ပိုပြီးရောင်းအားတက်လာတဲ့ဆိုင်တဆိုင်ဖြစ်လာပါတယ်။ဒီအချိန်မှာခွေငါးတိုင်အားကလေးကတော့အိမ်ရောက်လို့ရတဲ့ငွေတွေကသုံးဖြုံးလို့ကုန်သွားပြီမို့သူများစီမှာအလုံးလုံးနေရတဲ့ဘဝကိုရောက်နေပါတယ်။လူကျင်နာကိုလက်ညှိုးလေးထိုးပြလိုက်တာနဲ့အကုန်ရလာတတ်တဲ့ကလေးတယောက်နောက်တစ်ယောက်ကတော့လူကျင်နာကိုရဖို့စိတ်ရောကိုယ်ရောလိုအားရော ကိုယ်တိုင်အားဆိုင်ရင်းနှီးမြုံနှံခဲ့ရတဲ့ကလေးတယောက်နောက်ဆုံးမှာသူတို့မိဘတွေမမျှော်လင့်ပဲကွယ်လွန်ဆုံးပါသွားတဲ့အခါတယောက်ကကိုရူးကိုချုံတဲ့အချင်းကိုရာနေပြီဖြစ်တဲ့အတွက်မိဘရဲ့လက်ငုတ်လက်ရင်းကိုတိုးတက်လာအောင်ဦးသည်ဦးဆောင်ပြုနိုင်တယ်။ကြံတဲ့တယောက်ကတော့မိဘလက်ငုတ်လက်ရင်းကိုမထိမ့်သိမ့်နိုင်ပဲပြိုလဲပျက်စီးသွားပါတယ်။ဒါကြောင့်လဲရှေးလူကြီးသူမတွေကကလေးတွေကိုငငယ်ကလေးကဒုက္ခခံခိုင်းပါလို့စုံမခဲ့ကြတာပါ။ငယ်စဉ်မှာအောက်တက်ကြီးပြီးအချိန်မခိုင်းခဲ့ရင် သူတို့မိကိုအားထားနေတဲ့မိဘတွေမရှိတဲ့အခါမှာအဲ့ဒီကလေးတွေကဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်မိဆွေတို့လည်းကိုယ့်ရဲ့ကလေးတွေကိုအမှန်တကယ်ချစ်တယ်ဆိုရင်ငယ်စဉ်ကတည်းကအောက်တတ်ကြည်အောင်ခိုင်းပါ။လိုချင်တာမှန်သမျှကိုလိုတရပြည့်စုံအောင်ဖန်တီးပေးတာမျိုးမလုပ်ပါနဲ့။ဘာကြောင့်လဲဆိုတော့မိဆွေတို့ဟာအသက်တထောင်ထိအသက်ရှည်နေမှာမဟုတ်တလို့သူတို့ကိုလည်းတဘဝလုံးသာလိုက်ပြီးကူညီပံ့ပိုးပေးနိုင်မှာမဟုတ်လို့ပါပဲ။ငငယ်ရမိဘတွေဖူးဖူးမို့လိုလိုက်ထားတဲ့ကလေးတယောက်ဟာ ြီးလာရင်ဒုက္ခတွေ့တတ်ပြီးငယ်စဉ်ကတည်းကကိုရူးကိုချုံတတ်ဖို့လေ့ကျင့်ပေးထားတဲ့ကလေးတွေဟာကြီးလာတဲ့အခါမှာသူတို့ရဲ့ဘဝခီးလန့်ကိုသူတို့ခြေသူတို့လက်နဲ့အောင်မြင်အောင်တည်ဆောက်နိုင်ကြပါလိမ့်မယ်။ဒါကြောင့်ကလေးတွေကိုကိုရူးကိုချုံတတ်အောင်လိုချင်တာရှိရင်ကိုယ့်ဘာသာကိုပတ်စံစုပြီးဝယ်တတ်တဲ့အကျင့်မျိုးကိုလေ့ကျင့်ပေးထားပါ။ဘဲသူတစ်စုံတစ်ယောက်ကမှသူ့အတွက်ဘဝတသက်သာလုံးငွေရှားပေးနေနိုင်မှာမဟုတ်ဘူးဆိုတဲ့အတွေ့အကြုံကလေးတွေနားလဲတော့ပါသေး ဒါကြောင့်ကိုယ့်ရဲ့ကလေးကိုအမှန်တကယ်ချစ်တယ်ဆိုရင်ငယ်တဲ့ကလေးကသူတို့ဝင်သူတို့အားနဲ့လုံနိုင်တဲ့အရာမှန်သမျှကိုလောက်ခိုင်းပါအခြေခိုင်ခိုင်ရှင်သန်ခွင့်ရတဲ့ပြိုးပင်လေးတစ်ပင်ဟာကြီးလာတဲ့အခါမှာအသီးပွင့်တွေဝေစားနေတဲ့တစ်ပင်ကြီးတစ်ပင်ဖြစ်လာပါလိမ့်မယ်